လုံခြုံရေးအမြင့်ဆုံးဘယ်လိုလုပ်မလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောပါမယ်ဒီမှာဆိုရင်ကျွန်တော်ပထမဆုံး slide ပုံမှာဆိုရင်ကျွန်တော် authenticator code ကြားထားတယ်ဒီမှာဆိုရင် authenticator code မှာကျွန်တော် 2fa သုံးရမယ်ခုနကကျွန်တော်မိခွန်းလေးတစ်ခုတွေးလိုက်တယ်အဲ့ဒီမိခွန်းကဘာလဲဆိုတော့ဒီ backup account မှာတဲ့ Google authenticator app ထဲက code ကအလုပ်လုပ်ပြီးမြင်တကယ် login ဝင်မလို့ခင်မှာ code က error ဆိုပြီးပြနေတယ်ဝင်မရတာဒီနေ့အချိန်ထိပါပဲတဲ့ authenticator code က ဘာကြောင့် error ဖြစ်တာပါလဲ။ဒါဆိုရင်ကျွန်တော်ပြောချင်တာတကွာ bigger account ဆောက်ဖွင့်တဲ့အခါမှာကိုယ့်ရဲ့ Google Authenticator app ထဲကိုထည့်ခဲ့တဲ့ code ကျွန်တော်ဒီ Authenticator app ထဲကိုဝင်မဲ့ဆိုရင် bigger ရဲ့ဒီ2 app ခံတဲ့အခါမှာ bigger က Authenticator code ထဲကိုထည့်ဖို့အတွက်ကျွန်တော် key လေးပေးတယ်ပေါ့နော်။အအစရှိမဲ့ key ခဏအရှိလေးလေးအင်္ဂလိပ်အခရာလေးပါတယ်အသေးလေးပါတယ်အကြီးလေးပါတယ်အဆက်ရှင်ကီးရေးပေးတယ်အဲ့ဒီကီးတော့မဟုတ်ကြီးွားပေါ့နော်အဲ့ဒါကိုကထည့်ခဲ့တာ ထည့်ခဲ့တဲ့အရာမှန်ရဲ့လားပေးတဲ့ကုတ်ကမှန်ရဲ့လားနံပါတ်၁ချက်နောက်တစ်ချက်အနေနဲ့ကမှန်တယ်ဆိုရင်လေကိုထည့်လိုက်တဲ့ဒီကုတ်၆လုံးကမှန်ရဲ့လားစက္ကန့်30ကျော်သူကဘာကြောင့် authenticator ရဲ့ဟိုကအမြဲတမ်းအချင်းနဲ့တပြေးညီလဲပတ်ပြီးတော့ပြောင်းတာသူကအမြဲတမ်းအငြင်းမရှိဘူးပေါ့နော်အဲ့ဒီကနန်း၆လောက်ကြာကျင်တယ်လို့ random ကြာနေတာအချင်းတစ်ခုရောက်တာ ਨੇ အဲ့ဒီကုတ်၆လုံးကပြောင်းသွားတယ်ပြောင်းသွားပြီးတော့ဒီ random ကြာနေတာဖြစ်တဲ့တကူကကုတ်ထည့်တဲ့အခါမှာမှားတဲ့အခါမှာဝင်များလာတယ်ဖြစ်တဲ့တယ် ဒါက authenticator သုံးတဲ့အခါတိုင်းမှာကျူးဆက်ရမယ်ချက်နောက်တစ်ခုအနေနဲ့ authenticator ရဲ့ဒီ key လေးရှိရကျွန်တော်အခရာ key လေးပေါ့နော်အဲ့ဒီ key ကိုတေချာမှတ်ထားဖို့လိုအပ်တယ် authenticator app တဲ့ထဲကမှမှတ်ဖို့လိုအပ်တယ်ပြီးတော့ authenticator app ရဲ့ gmail account လေးတေချာထည့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဆို authenticator gmail ရှိတယ်အဲ့ဒီ gmail ကအဲ့ဒီ gmail ရဲ့ password တွေကိုဝါရောကျွန်တော်တေချာသိမ်းထားတယ်လုံးဝကျွန်တော် security ဘက်အလုံးချုံဆုံးလုပ်ထားတယ်ပြီးတော့အဲ့ဒီ ခြိမင်းဝင်လိုက်တာနဲ့ authenticator တွေကအကုတ်တွေကျွန်တော်ရဲ့ account authenticator ကုတ်တွေအကုန်လုံးရသွားနေလို့ဒါအဲ့ဒါကိုလည်းထတိထားဖို့လိုအပ်တယ်ပြီးတော့ microsoft authenticator ရှိတယ်နောက်တစ်ခုအနေနဲ့က activation code ဆိုတာကျွန်တော်ခုနရှိမှပြောခဲ့တယ်လို့ပဲဒီ password ရှစ်လုံးပေါ့နော်ကျွန်တော်ဒီ stb account ဟုတ်မယ် stb account ဖွင့်တော့ကဆိုရင်ဒီကျွန်တော်ပြောခဲ့တယ်ဘာလဲဆိုတော့ဒီ code ရှစ်လုံးရှိတယ်ဒီမှာကျွန်တော်နည်းနည်းလေး slide တွေကိုဆွဲပြထားတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ upper letter ရှိရယ် lower letter ရှိရယ်ပြီးတော့ digit ကဏ္ဍရှိရယ်ပြီးရင် underscore ရှိရယ်ဒါကသူကပြောထားတယ်6လုံးကနေ7လုံးကြားထဲမှာရှိရမယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်အက္ခရာအကြီးပါအမယ်အင်္ဂလိပ်အက္ခရာအသေးပါအမယ်ပြီးရင်ကဏ္ဍပါအမယ်ပြီးရင် underscore ပေါ့နော်ကျွန်တော် hashtag တို့ပြီးတော့ at တို့အစရှိမယ်ကျွန်တော် hyphen တို့ပြီးတော့ဒီကျွန်တော်မြင်းဆောင်လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးထည့်ရမယ်လို့သူကပြောထားတယ်ဒါကလည်းလိုအပ်တဲ့အပိုင်းပေါ့နော်ဒီလိုမျိုးဖြစ်မှတိုင်းကိုယ့်ရဲ့ကုတ်ကရှင်းလုံးပြေပါမယ် ဒါကအရေးကြီးတဲ့အပိုင်းတစ်ခုဖြစ်ပါတယ်။ဒါက password ထားတဲ့နေရာမှာတတိထားရမယ့်အချက်ပါ။ Okay ပါဒါနောက်ထပ်တစ်ခုနေတာကျွန်တော် white list address ပေါ့နော်။ဒါကဘယ်မှာထည့်မလဲဒီကျွန်တော်နည်းနည်းလေးဆွဲပြပေးမယ်။ဒီ white list address ကဘယ်မှာထည့်ရမလဲဆိုရင်ကျွန်တော် binance တို့ဒီ binance တို့ picket တို့မှာဆိုတော့ထည့်လို့ရတယ်။ဒီနေရာမှာ white list address ဆိုတာဘာလဲ။ white list address ဆိုတာ crypto blockchain နေပယ်မှာကို approve ပေးထားတဲ့ address ကိုဖြစ်ပါတယ်။အချို့သော platform တွေကျွန်တော် Binance တို့ Bybit တို့ OKX Maxi အစရှိတဲ့အဲ့ chain တွေမှာ user က whitelist address သတ်မှတ်လို့ရတယ်။ဘလို့အလုပ်လုပ်လဲဆိုရင် whitelist address ဆိုတာဒီ user ကသူ့ရဲ့လုံခြုံရေးအတွက်သတ်မှတ်ထားတဲ့ wallet address ဖြစ်တယ်။ပြီးတော့သတ်မှတ်ပြီးတာနဲ့နောက်တစ်ခါ crypto ထုတ်တဲ့အခါမှာကိုယ့်ရဲ့ account နဲ့ USDT ထုတ်တဲ့အခါမှာငွေတော့လုံးမစ whitelist address ထဲ whitelist ထဲမှာသတ်မှတ်ထားတဲ့ address ကိုပဲ ထုတ်လို့ရမယ်တခြား address ကိုထုတ်လို့မရဒါကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ဒီကျွန်တော်ကို့အကောင့်ဟက်ကာဝင်နိုင်ခဲ့တယ်ဆိုတော့ကို့အကောင့်ဟက်လိုက်တယ်ဟက်ပြီးတော့ဟက်ကာကို့အကောင့်ဝင်နိုင်ခဲ့တဲ့အခါမှာသူကကို့ရဲ့ wallet အပြင်ကျွန်တော်ဒီ decentralized wallet ပေါ့နော်ဥမာ metamask လို့ခုနကကျွန်တော်ပြောတဲ့ ledger တို့ဒီ hardware wallet အဲ့လိုမျိုး wallet တွေကိုတော့ဝင်လို့မရဘူးဝင်လို့မရတဲ့အခါမှာကို့ရဲ့အကောင့်ဟက်ပြီးပြီဆိုရင်နော် address ထဲမှာသူ့ရဲ့ wireless address ထဲမှာကိုသတ်မှတ်ထားတဲ့ address မရှိတဲ့အတွက်ဒီငွေထုတ်လို့မရဘူးဒါဆိုတော့ကိုယ့်ရဲ့ account ကိုဒီငွေပါသွားမှာမစိုးရင်အောင်ပေါ့နော်ဥပမာနေပြကြကိုက wireless address သတ်မှတ်တာဆိုပါဆိုမောင်မြသူ့ရဲ့ wallet address ကိုသူသတ်မှတ်ထားတယ်အဲ့ဒီ wallet ကိုပဲမင်းဒီ Binance ကငွေထုတ်မှာဆိုအဲ့ဒီ wallet address မဟုတ်ရင်ထုတ်လို့မရဘူးဆိုတဲ့ပုံစံမျိုး သတ်မှတ်ထားအဲ့မှာ Binance ကလည်းနောက်က second ဒီ hacker ကကိုယ့်ကောင်ဟက်ပြီးတော့သူ့ wallet ကိုထည့်တဲ့အခါမှာ wallet address ကမတူတဲ့အတွက်လောမ Binance ကပေးမထုတ်ဘူး Binance ကပေးမထုတ်ဘူးဒါဆိုရင်ဒီ wallet whitelist ထဲမှာမရှိဘူးဆိုပြီး block လုပ်လိုက်တယ်အဲ့ဆိုရင်ကိုယ့် account ထဲမှာရှိတဲ့ဒီငွေကျွန်တော်ဆုံးရှုံးရတာတွေနှဲသွားနိုင်ပါတယ်ဒါက whitelist address သတ်မှတ်တာဘာကြောင့်သတ်မှတ်လဲဆိုတော့ပြောတာဖြစ်ပါတယ်ဒီတော့နောက်ဗီဒီယိုမှာကျွန်တော် STP ဘက်က Google Authenticator နဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုလေးရှိပါတယ်ဒါကိုနားထောင်ကြအောင်ပါ မင်္ဂလာပါရှင် Spring Development Bank ကနေကြိုဆိုပါရစေ Fishing ဆိုတာကငါးများတာနဲ့သဘောတရားအတူတူပါပဲကင်မာတွေကတင့်ကိုလိမ့်လည်ဖို့အတွက် fake message နဲ့အတော်ညာအတုတွေကိုလှည့်ကွက်အနေနဲ့သုံးပြကြပါရစေကြည့်ရချက်ကတော့ password တွေဒါမှမဟုတ်ကိုယ်ရေးကိုယ်တာအချက်အလက်တွေဒါမှမဟုတ်ချုပ်ဝက်အချက်အလက်တို့ကိုလှည့်စားပြီးတော့ရယူဖို့ပါပဲ phishing အမျိုးအစားတွေကတော့ email phishing, SMS phishing or smishing phishing, social engineering, QR code phishing တို့မဟုတ် phishing လို့ဖြစ်ကြပါသည်။ဒီလိုမဖြစ်ရအောင် password အပြင် two factor authentication 2FA ကိုပါခံထားရပါမယ်။ 2FA စနစ်ထည့်သွင်းနိုင်တဲ့နည်းလမ်းတွေကတော့ SMS text messages, authenticator apps, hardware security keys, biometric authentication ရုပ်ဖြင့်ပြုလုပ်နိုင်ပါသည်။ဖန်နှင့်ဖန်နာရေးဝန်ဆောင်မှုများ email account social media account cloud ဝန်ဆောင်မှုများ e-commerce account တို့ဖြစ်ပါတယ်။ 2FA ပြုလုပ်ရင် setting ကိုနှိပ်ပါ two factor authentication ကိုနှိပ်ပြီး google authenticator app ကိုရွေးပါ password ကိုရိုက်ထည့်ပြီး verify ကိုနှိပ်ပါ setup key ကိုခေါ်ပေးကူပါပြီးရင် authenticator app ကိုဖွင့်ပြီးဒီမှာနှိပ်ပါပြီးရင်ဒီနေရာကိုရွေးပါ account name မှာနှက်မိလွယ်မဲ့နာမည်တစ်ခုခုထည့်ပါပြီးရင်ခေါ်ပေးကူလာတဲ့ key ကိုဒီမှာ paste လုပ်ပါ add ကိုနှိပ်ပြီးရင်ဒီနေရာမှာ OTP ကနန်း6လုံးပေါ်လာပါလိမ့်မယ်ဒီ OTP ကနန်း6လုံးကစက္ကန့်30အတွင်းပဲသုံးလို့ရမှာပါဒီမှာနှိပ်လိုက်ရင်နံပါတ်တွေက copy လုပ်ပြီးသားဖြစ်သွားမှာပါ ပြီးရင် SDB app တွေကိုပြန်သွားပါဒီနေရာမှာ OTP ကနန်း6လုံးဒီထဲမှာ paste လုပ်ပါ verify ကိုနှိပ်ပြီးသွားရင်တော့ 2FA setting လောက်တာပြီးဆုံးသွားပါပြီနောက်ထပ်အရေးကြီးတာတစ်ခုကတော့ Google Authenticator app ကိုမဖြတ်မိဖို့အရေးကြီးပါတယ်မချစ်မနေဖြတ်ရမယ်ဆိုရင် Google account နဲ့ sync လုပ်ပေးရပါမယ်ဒါဆိုရင်ကို password ကိုတယောက်ယောက်ကသိသွားတယ်ဆိုရင်တော့မှ 2FA စနစ်ထည့်ထားတဲ့အတွက် တင့်အကောင့်ကိုခိုးယူလို့မရတော့ပါဘူး။ဒါကြောင့်တင့်အကောင့်အတွက် 2FA ထည့်သွင်းရန်မမေ့ပါနဲ့။နောက်ထပ်လုံခြုံရေးဆိုင်ရာအတိတ်များအတွက် SDB လူမှုကွန်ရက်လင့်များကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွင်ပြန်တွေ့ကြပါမည်။ဟုတ်ကဲ့ပါဒါကတော့ຫນွေဥပံဘက်ကပေါ့เนาะဒီ Google Authenticator ကိုကိုဘယ်လိုထည့်ရမလဲဘယ်လိုမျိုး security ဘိုင်းကိုတည်တည်ထားရမလဲဆိုတာကိုပြောပြပေးထားတာဖြစ်ပါတယ်